ဒီနေ့တော့ရာကောက်နာတယံအဲ့ဒီဟာလေးအကြောင်းလေးစဉ်းစားမိတယ်ပြောမယ်လို့ဒါလဲအဲတည်တင်တည်တိုက်တဲ့ဟာလူတွေတော်တော်များများကမြန်မာစာဆရာဆရာမတွေတောင်းတတိမထားတဲ့ဟာလေးတတိမထားမိဘူးပေါ့ယံဆိုရာကောက်နာတယံနဲ့ ဘာသတိမထားမိတာလဲဆိုရင်ရောက်ောက်နတ်သက်ယံနဲ့ရောက်ောက်တေးတေးတင်ယံဆိုတာဘယ်လိုကွဲတယ်လဲဆိုတာလေနော်အဲရောက်ောက်နတ်သက်ယံရဲ့အနဲ့တေးတေးတင်ယံရဲ့အနဲ့ဒါစဉ်းစားရမှာပေါ့ယံဆိုတာလေးကိုပြောတော့ဥမာဖြင့်ထီးယံနန်းယံဆိုတဲ့စကားလုံးလေးတလုံး ထိယံနှံ့ယံကိုတေးတေးတင်နဲ့လဲယံတယ်နတ်တန်နဲ့လဲယံတယ်ထိယံနှံ့ယံဆိုတော့နတ်တယံနဲ့ယံတာကထိအတွက်နန်းအတွက်ယံထားတာယံထားတာနတ်ငယ်နဲ့ပေါ့နော်ထိအတွက်နန်းအတွက်ယံထားတာအဲ့တော့ထိယံနှံ့ယံဘာကိုဆိုလိုတာလဲဆိုတော့ထိယံနှံ့ယံဆိုတာအင်ရှင်မင်းလို့ပြောကြင်တာထိယံနှံ့ယံဆိုတာအင်ရှင်မင်းကိုခေါ်တယ် ယံဆိုတာအခုနပြောတဲ့ရည်ရွယ်ထားတဲ့သဘောရည်ရွယ်ထားတဲ့သဘောသူရင်းမြစ်ကဘယ်မှာသွားရှာမှာလဲဆိုရင်လရပင်ရေးချလရပေါ့ထီးလျာနန်းလျာထီးလျာနန်းလျာကိုအတန်တက်တော့ထီးရန်နန်းရန်လို့ထွက်တာပေါ့ထီးရန်နန်းရန်လို့ထွက်ပြီးတော့ရောက်နတ်တဲ့နဲ့ရေးတာပေါ့အဲ့ဒါအင်ရှင်မင်း ထိရန်နိုင်ရန်နောက်တိတိတင်ရေးတဲ့ထိရန်နိုင်ရန်ဆိုတာကအဲ့ဒီရန်ကအချံရန်တွေပေါ့ရန်ရွေတွေပေါ့အချံရန်တွေဘယ်လိုကလဲဆိုတော့ထားပါတော့မြန်မာပြည်မှာစုံမအုပ်ချုပ်တဲ့မင်းကအင်းဝမှာနန်းဆိုင်တယ်ဆိုပါတော့ အင်းဝါမှာနန်းဆိုင်တယ်ဆိုပါစို့နန်းဆိုင်တဲ့ခါကျတော့သူရဲ့ဟိုမြို့သားရွာသားတွေဒါမှမဟုတ်ရင်သူရဲ့ဒါတူသားနောက်မယ်တွေပါညာတွေပေါ့နော်သူတို့ကိုသူတို့လည်းထိနှံပေးတာပေါ့ထိဆက်ခွင့်ပေးတာနော်ဒါပေမဲ့သူတို့ကဘယင်ဆိုပေမဲ့ဘယင်ငယ်လေးတွေဖြစ်မှာပေါ့ရှင်ပြန်ကြီးကိုချမ်းရံနေကြတဲ့ မဲငယ်လေးတွေပေါ့နော်ထင်းငယ်လေးတွေနန်းငယ်လေးတွေအဲ့ဒါထီးရန်နန်းရန်လို့သူကခေါ်တယ်အချံရန်တွေပေါ့အဲ့တော့အဲ့မှာရာကောင်နတ်တဲ့ရန်ကဘာတိပဲဆိုကြီးလေယာပေါ့လာရပင်းချလေယာလေယာဆိုတာအလောင်းလေယာပေါ့နော်အလောင်းလေယာတနည်းဖြစ်တော့ရာထားတာပေါ့ထီးရန်နန်းရာပေါ့ထီးနန်းအတွက်ရာထားလို့သူကိုထီးရန်နန်းရာ နော်ထိနှံ့တွေ့ရထားတဲ့ဒါထိနှံ့ရထားအဲ့ဒါကိုຢာကိုယမ်းလို့အတန်ထွက်လေတဲ့ခါကြတော့ဒါကအထူးသဖြင့်အဲຢာနဲ့ယမ်းဟာအာနဲ့အံဟာနော်ຢာနဲ့ယမ်းအာနဲ့အံဟာနော်အတန်ရောတတ်တယ်ပြောင်းလဲပြောင်းတတ်တယ်တကယ်လို့ဖွင့်ပြီးရလို့ရှိရင် အာပေါ့ ပိတ်ရလို့ရှိရင်အန်ပေါ့အဲ့ဒါဖြစ်တယ်အာနဲ့အန်ဟာလဲလွဲတတ်တယ်မှားတတ်တယ်ဒါကြောင့်ဟိုမှာလျာဟာလည်းပဲရတဲ့စွာလေးရန်နဲ့လွဲပြောင်းတာပေါ့လွဲတတ်တယ်မောပြောင်းတတ်တယ်ပေါ့နော်အတန်ကလည်းအဲ့လိုပြောင်းတယ်အဲ့တော့အာနဲ့အန်ပြောင်းတာပေါ့အဲ့တော့အဲထီးရနန်းရဆိုတာထီးရနန်းရလို့ခေါ်လိုက်တယ်အဲ့ရဆိုတာလျာလို့မှတ်လိုက်ပေါ့ ြီးလျာလျာဆွေရထားတာတော့ရထားတာအဲ့ဒါအစိမ့်မဟုတ်သေးဘူးရည်ရထားတဲ့ရထားတဲ့ရနော်ရထားတဲ့ဟာဆိုတော့ထားပါတော့တွင်းနေကြကြသုံးညတဲ့အထက်မှာဆိုရင်နော်မိမ့်မလျာဆိုပါဆိုနော်မိမ့်မလျာဆိုတာမိမ့်မလျာဆိုတာလျာဆိုတာ အလောင်းလျာသဘောမျိုးပေါ့ခုနိုင်ရည်ဝဲထားတဲ့သဘောမျိုးဖြစ်တော့မိမ့်မလျာဆိုတာသူအယောက်ျားကြီးဖြစ်ပါရဲ့ကနဲ့နော်မိမ့်မအဖြစ်နဲ့မိမ့်မလောင်းမိမ့်မလျာအဖြစ်နဲ့ပြုံမှုနေထိုင်တာမျိုးနော်အဲအဲ့လိုမျိုးကိုမိမ့်မလျာလို့ခေါ်တယ်နော်မိမ့်မလျာလို့ခေါ်တယ်အဲ့ဒါလေးကိုမိမ့်မလျာဆိုတာလေးကိုအတန်ပြောင်းဖက်ကြတော့ မင်းမရှာလို့ထွက်တာပေါ့အဲ့ဒါအမှန်တော့ရေးရင်လျာပေါ့မင်းမလျာထုံးနေတကောင်းမယ်ယောက်ျားရှာပေါ့နော်ယောက်ျားလျာပေါ့ယောက်ရှာပေါ့ယောက်ျရှာဒါမှမဟုတ်အတန်ထွက်တော့ယောက်ကရှာတီတောင်ဖြစ်တာပေါ့နော်အဲ့ဒီရှာလဲယောက်ျားလျာပေါ့နော်ခုနနန်းလျာဆိုတဲ့ရာလဲဒီရာပဲထီရာနန်းရာဆိုတဲ့ရာလဲဒါပဲအော်တော့မှနေတယ် သူကတော်တယ်မှာပဲခရင်းမာလေးရဲ့ရုပ်ရည်ကလည်းအမတန်တန့်တယ်နော်ရုပ်ရည်တန့်တော်နဲ့တောင်းမထိုက်ဘူးနော်ဒီဟာလေးတွေတော်တယ်မှာဆိုဘာပြောလဲဆိုတော့ကြည်စမ်းမင်းလောင်းစိုးရှာလေးလို့ပြောတယ်မင်းလောင်းစိုးရှာလေးအဲမင်းနဲ့ပဲထိုက်တန်တာစိုးနဲ့ပဲထိုက်တန်တယ်ဆိုတဲ့ဟာမျိုးနဲ့အဲဒါမင်းလောင်းစိုးရှာဆိုပြီးတော့ပြောတတ်တယ်လျာကိုရှာလို့ ပြောတာပဲเนาะလေယာကိုရှာလို့ပြောတယ်ဒါလေးကခုအဲဆရာကြိုတင်ပြီးတော့လေယာဟာရှာဖြစ်တယ်ဆိုရက်เนาะလေယာဟာရံဖြစ်တယ်ဆိုတာလေးကိုပြောနေတာလေးကလည်းနည်းနည်းဤတန်းချီထားတဲ့သဘောလေးပါပါတယ်နောက်တော့မှအဲ့ဒါလေးကဘယ်နေရာမှာသွားအသုံးချမှာလဲအဲ့ဒါအဲ့ဒါရံရံဆိုရင်အဲ့ဒါပါเนาะရထားတဲ့သဘောပါပဲ ယံဆိုတာຢາထတဲ့သဘောဒီဒါပေါ့ခုယံဘုံငွေတို့ဘာလို့ဆိုယံဘုံငွေရကောင်းတတ်တဲ့ယံဆိုလည်းပဲຢາထတဲ့ငွေပဲသူသုံးလိုတဲ့ခါကျရင်သုံးဖို့ရည်ဝဲပြီးတော့မှရည်ຢາရာနဲ့ရည်ရာနဲ့လက်တူတော့ရည်ဝဲပြီးတော့ထားတဲ့ငွေဖြစ်လို့ယံဘုံငွေလို့ပြောတယ်အရင်တော့ဆိုရင်ပါတီဝင်နေပါလေဖြစ်တော့ ဒင်းပြေပါတီဝင်ဆိုတဲ့ရှိတယ်။တချို့ကအယံပါတီဝင် ဆိုပြီးတော့လည်းရှိတယ်။အယံပါတီဝင်ဆိုတာဒင်းပြေမဖြစ်သေးဘူး။ဒီကောင်အယံပါတီဝင်ဆိုတာကနောက်အယံပါတီဝင်ဟာနောက်ပါတီဝင်ဒင်းပြေဖြစ်မှာတရားသူကိုရမ်းလို့ရေးတော့နားငယ်နားငယ်တတ်နေရောင်းဖို့ရေးတယ်နော်အမိုင်ထားပါတော့ ရောက်ဖို့ရရည်ဝဲထားတယ်ဆိုရင်ရောင်းရံပေါ့နော်နားငယ်တယ်ရောင်းရံစားဖို့ရရည်ဝဲထားရင်စားရံပေါ့နော်ဒါကဒါခုကထိန်ချိန်မှာနော်ကထိန်ချိန်မှာကထိန်အတွက်ရာထားတဲ့ဟာဆိုရင်ကထိန်ရာလို့ခေါ်တယ်သူတော့ကထိန်ရံတို့ဘာတို့တိတ်တုံးတာမတွေ့ဘူးပေါ့နော်ကထိန်ရာသင်္ကန်းနေပါတယ် ရာဆိုတာအဲ့ဒီဟာပဲနောက်တစ်ခါဒီရာဆိုတာတကယ်တာရည်ရွယ်ထားတာဖြစ်ပေမဲ့အစ်စ်ကြတော့လည်းပဲရာနဲ့သုံးထားတာတွေရှိတယ်ဟိုတကယ်အစ်စ်ဖြစ်သွားတဲ့ခါကြတော့လေဆိုပါတော့ဟင်းတရာလို့ပြောမယ်ဟင်းလျာလို့ပြောမယ်ဟင်းရာလို့ပြောတဲ့ဟာကို တခါတခါကြတော့ဟင်းရန်လို့လည်းအတန်ထွက်တာပေါ့ဟင်းရန်လို့အတန်ထွက်လို့ရှိရင်ရာကောင်နာတဲ့ရန် ဟင်းရံဆိုဟင်းလျာကိုပြောတာဟင်းလျာပြောတာဟင်းကိုပဲပြောတာနော်ကထိန်လျာသင်္ကန်းဆိုကထိန်ခင်းတဲ့သင်္ကန်းပါပဲနော်ဒါကလျာကတော့စောစရရထားနောက်တော့တကယ်သူကဖြစ်သွားမှာကိုနော်အဲ့တော့ဟင်းလျာလို့ပြောစမဲဟင်းလျာနော်ဟင်းလျာဆိုတာဟင်းရပါဟင်းရပါအဲ့ဒါကိုပဲ ဟင်းရကိုဟင်းရလို့အပံပြောင်းတယ်ခုနပြောတဲ့အာနဲ့အံပြောင်းတယ်လို့ပေါ့နော်အာဆိုတာကဝဝထိတာပေါ့ဖွင့်ရထားအံဆိုတာနေဂဟိတာပေါ့ပိတ်ရတဲ့ဟာအံဆိုဘာကြောင့်ပိတ်ရတာလဲဆိုပါဠိမှာမှပို့သေးကြတာလေမြန်မာမှာတော့ဘာလဲဖွင့်တာဘာလဲပိတ်တာလို့ပြောမယ်ပါဠိမှာဆိုရင် အာဆိုတဲ့ဟာက ဖွင့်ပြီးတော့နော်လေးသွားလမ်းကိုဖွင့်ပြီးတော့ဆိုရတာအာအာအာဆိုတာဖွင့်ဆိုတာနော်ဒါပေမဲ့အန်ဆိုတာကတော့အခုဗမာပြည်အန်ကတာသိမသိတာလားပါဠိအန်ဆိုလို့ရှိရင်အမ်အမ်အမ်လို့ဆိုတာပေါ့ဘုတ်ထားပါတော့သာတနာဆိုရင် အာဒရနဲ့ပြောမှာပေါ့နော်တရဏံဆိုပါဆို တရဏံဆိုပါဠိမှာတရဏံလို့ပိတ်ရတယ်လေဒါကြောင့်အာကအဖွင့်အံကအပိတ်လို့ဒီလိုပြောတာဒါအာနဲ့အံဟာအနေထားလေးနည်းနည်းပြောင်းလိုက်တာနဲ့အာနဲ့အာပြောင်းတတ်တယ်ဗျာပြောင်းတာပဲဒီလိုပဲเนาะဒါကြောင့်ဟင်းရဟင်းရဖြစ်တာတို့ပါလေဒါပဲပေါ့เนาะယာဆိုတာဒီယာအဲ့တော့ခုနအဲထီယန်နိုင်ရန်ကစပြောမယ်ထီယန်နိုင်ရန်တို့ဘာလို့ညာတို့ ဟင်းရဟင်းရအဲ့တော့ဥပမာထားပါတော့ဟင်းလျာလို့ပြောပြင်မဲ့အမဟင်းလျာဆိုဟင်းတွေရထားတဲ့ဟာပဲဒါမဲ့ဟင်းပြစ်သွားတော့လေသူဟင်းရလို့ပဲခေါ်လိုက်တာပေါ့နော်ဟင်းလို့ပဲခေါ်လိုက်တာပေါ့အဲ့ဒါကိုဟင်းရလို့လဲပြောတယ်ဟင်းရလို့ပြောရင်တော့နတ်တန်နဲ့ရေးမယ်နတ်တန်နဲ့ရေးတဲ့ဟင်းရဆိုတာတကယ်ဟင်းကို ပြောကျင်တာဥပမာဖြင့်ဒီနေ့အိမ်မှာ အဓိကဟင်းကဝက်သားဆိုရင်ဝက်သားဟင်းရံလို့ပြောမှာပေါ့ဟင်းရဝက်သားကိုဟင်းရံလို့ပြောမယ်ဒါဖြင့်အာကျက်သားကအဓိကဆိုရင်ကျက်သားဟင်းရံပဲဟင်းရံဆိုရင်ဟင်းရကလာတာလေဟင်းရကလည်းလာပြီလားဟင်းရအဲ့တော့ဒီလိုဝက်သားကျက်သားကိုအဓိကဖြစ်နေဟင်းရံနတ်တန်ဖြစ်နေရေးနေတဲ့ပြောနေတဲ့အချိန်ခါမှာ အခြားဟင်းတွေလည်းရှိတယ်အရွက်ကြော်လေးတွေအသီးကြော်လေးတွေနော်အဲ့လိုဟာလေးတွေ side dish ပေါ့ဟိုက main dish ပေါ့နော် side dish ကအဲ့ဒါကိုဟင်းရံလို့ခေါ်တာပေါ့အချမ်းရံဖြစ်တဲ့ဟင်းလေးတွေအတော့မြုပ်တွေပါရညာတွေဒါတွေဟင်းရံလို့သစ်သစ်တွေနဲ့ရံတာပေါ့နော်ဟုတ်ပြီနော်အဲ့လိုမျိုးနော်လူပြိုရံအဲ့လားလူပြိုရံဆိုတာ သေးသေးတင်နဲ့ရေးတာပေါ့လူပြိုယံဘာကြောင့်လဲဆိုတော့လူပြိုယံဆိုတာကလူပြိုကိုသူတို့သားကိုသူတို့သားလူပြိုကိုခြံရံရတဲ့လူတွေမို့သူ့ကိုလူပြိုယံလို့ခေါ်တယ်အခုတော့လူပြိုယံဆိုနှစ်ယောက်တွေပါတယ်တယောက်နှစ်ယောက်ပေါ့ထားတာပေါ့နော် လူပြိုယံအဲ့တော့သေးတင်နဲ့ရံရတယ်နော်လူပြိုယံသေးတင်နဲ့မရံဘဲနဲ့နတ်တဲ့နဲ့ရံလို့မရဘူး နတ်တနဲ့ရန်ရန်လူပြိုရန်ဆိုဒီကောင်ကနောက်ခါကျဒီလူပြိုတရုတ်သားလောင်းဖြစ်မှာကိုတရုတ်သားလောင်းလို့ဖြစ်နေတော့မတော်ဆများဒီပွဲမှာအမျိုးသမီးကတရုတ်သမီးကမူမေလဲသွားမယ်တခါတည်းအသက်ပါထွက်သွားမယ်ဆိုရင်အဲ့ဒီကောင်ကဟိုလူပြိုရန်ကအစားထိုးလာလာမယ်လေဒီကောင်အချောင်ရမှာပေါ့နော်အဲ့ဒါနတ်တနဲ့ရန်ဒီကောင်သူဟိုလူပြို လူပြရန်ဆက်ကောင်းอ่ะအဲ့တကယ်သူတို့သားဖြစ်သွားမှာနော်အဲအဲ့လူဟာမျိုးလေးတွေဒါနတ်သက်နေရေးတယ်အဲ့တိတ်တိတ်နေရေးတာနဲ့နတ်သက်ရေးတာကွာရဗျာနော်အခုအယံမိသက်ဆိုတာအခုဘာနဲ့သုံးနေမှန်းတောင်ဆရာလည်းသိချမသိဘူးအယံမိသက်အယံမိသက်ကိုနှမျိုးရေးလို့ရတယ်တိတ်တိတ်နဲ့အယံမိသက်ဆိုတာဒီမိသက်သူက မိသက်အဖွဲ့တွေထဲမှာတော့ပါတောင်ပါပြီးသားပဲဒါမဲ့ तू ကအချိုင်ရန်ဖြစ်နေပဲထားတာနော်မိသက်အအဆက်ကလေးလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ခုနအဲမိသက်ပဲဖြစ်သေးတယ်လဲဖြစ်နိုင်တယ်အဲ့ဒါက तू ကအရန်မော့မိသက်အဓိကမိသက်ကြီးကိုမိသက်တက်ဖွဲ့ကိုရန်ထားတဲ့ဟာတယ်နော်ဘေးကနေပြီးတော့ရန်ထားတဲ့ဟာတယ်ဒါဒါကတခု့ ဒီအရင်မိသက်ဆိုတာဆရာအနေနဲ့ထင်တော့တေချာသူမိသက်တိုက်ဖွဲ့ကိုမေးမကြည့်မိသေးပါဘူးမေးကြည့်ဘူးစဉ်းစားရတာတခါမှမအောင်မြင်အရင်မိသက်ကိုတည်တည်တည်နဲ့ရေးတာဟာမိသက်တည်တော့မိသက်အရင်မဲ့နော်တော်ဒီကောင်းလေးကမိသက်ဖြစ်ဖို့အလားလာမရှိဘူးနော်မိသက်ဖြစ်ဖို့မှအပျော်တမ်းပဲဖြစ်မှာပေါ့နတ်သက်ရန်ကတော့ နတ်တယံအယံမိသက်ဆိုတာ तू ကနည်းနည်းဝိုင်းရင်လာရဲ့ပြီးရင်ယာယီတာအယံဖြစ်နေတာကြာလာရင် तू နတ်တနဲ့မိသက်အစ်ဖြစ်မှာရံမုံငွေရံကလည်းဒါပဲခုနရောင်းရံရှိသည်ဆိုလည်းဒါပဲမမကငငတော့ရေးရမှာပေါ့ရောင်းရံရှိသည်နတ်တကလေးနဲ့ရေးတာပေါ့ဒါမှန်တာပေါ့နော်ရတာရည်ရွယ်တဲ့သဘောလေးပဲ။ ရောင်းရံဆိုရောင်းဖို့ရည်ရွယ်ထားတာနော်စားရံဆိုစားဖို့ရည်ရွယ်ထားတာတကယ်စားနဲ့ပင်နေရင်တော့နတ်တဲ့ပဲရေးမှာမှန်မှာတော့သတ္တရိယလို့ပြောအောင်မယ်ယံဆိုဘာလို့ထားလဲဆိုတော့စောင်းနေတာထောင်းနေတာအဲ့ဒါဒီလိုယံဆိုတာစောင်းတာထောင်းတာယံဆိုတာဘေးကစောင်းနေတာနော် စောင်းနေတာဆိုဒီဘေးကနေအစာဝင်ဖို့လုံနေတဲ့ဟာဒါမှဘေးကနေပြီးတော့ရန်နေတာရန်ထောင်နေတာစောင်းနေတာဒါကြောင့်မို့ရန်တွေ့တယ်ဆိုတဲ့ရန်ဟာထောင်နေတာနော်စောင်းနေတာတွေ့မယ်ဆိုပြီးတော့တွေ့ကိုတွေ့မယ်ဆိုပြီးတော့ဘေးကစောင်းနေတဲ့ထောင်နေတဲ့ကောင်ဟာအဲ့ဒါရန်ပဲနော်ရန်ဆိုဘေးကစောင်းပြီးတော့ထောင်နေတဲ့အရာဟာအဲ့ဒါကို ဆောင်လို့ဆိုတဲ့အဓိပ္ပာယ်တိတိရတယ်နော်ယံဆိုတာနော်ယံဆိုတာတကြောင့်မဟုတ်မှအေးကြာကြီးယံကြာကြီးယံကြာကြီးယံနာယီပြန်ဗဟုညိတ်ပါပေါ့မိမိလို့စက်ပါတော့ရေးမြမပြောဆိုတဲ့ကြပြာလေးရှိတယ်အဲ့ဒါလေးက ြာကြည်ယံနာရီပြန်ဘဟုညဲ့ဤပါပေါ့မေးမိတ်လို့ဆက်ပါတော်ရေရေရေမြမပြောเนาะအဲ့ဒီကပြားလေးရှိတယ်ကြာကြည်ယံဆိုတာနာငယ်ရအောင်နာငယ်တန်ရေးတယ်ဗျာကြာကြည်ယံဒါပေမဲ့ဟိုတုန်းကတောင်ရေးတဲ့ပုံကိုယ်တွေကတေးတေးတင်လာလား နတ်တတလာမပြောတတ်ကြဘူးနော်တကယ်ပညာရှိကြီးတွေတောင် အကြာကြီးရန်ဆိုတာဘာလဲလို့လဲမသိဘူးတခုကနောက်တခုကရန်ကတေးတေးတရန်မှာလားနတ်တရန်မှာလားမသိဘူးဗျာနော်ကြာကြီးရန်ကိုတေးတေးတင်လားနတ်တလားခုတိမသိကြဘူးနော်တသက်ကွယ်ဒါမဲ့မြန်မာသားဖွဲ့ကခုနှစ်ထက်မှာတော့အဲ အပိတံထဲမှာတော့ကြာချီယံဆိုမမငငငရေးတာပါလေနငယ်တတ်နေကြာချီယံအဲ့ဒီမှာကြာဆိုတာကတော့တကယ်ကြာရိုးကြာနွယ်တွေနဲ့ပတ်သက်တဲ့သဘောရှိပါလိမ့်မယ်အဲ့ဒီဟာလေးနောက်ချီဆိုတာကချီဆိုတာကတကယ်လို့ကြာရိုးကြာနွယ်အစစ်ကချီမြင်တဲ့လုတ်တယ်ဆိုတော့ဒီချီဟာရပင်းလဲဖြစ်သွားနိုင်တာပေါ့အခုပြောနေတဲ့ ခြင်မြင်တဲ့ပြောရင်တော့ရပင်းဖြစ်သွားနိုင်တာပါဒါမဲ့အဓိကတော့ကြာရဲ့အယောင်ကိုပြောကျင်တာကြာချီဆိုတာကြာယောင်နဲ့တူတူပဲကြာရဲ့အယောင်တော့ယောင်ကြီးကိုပြောကျင်တဲ့ခြီပေါ့ယောင်ကြီးကခြီရခခါဝေးရရဲ့ညာကြီးတဲ့ခြီဒါကြောင့်ကြာကြီးဆိုတာခါဝေးရရဲ့ညာကြီးနဲ့ခြီတယ်ယံကနတ်တဲ့နဲ့ယံနဲ့နတ်တဲ့နဲ့ယံတော့ထောင်ထားကာထားတာကိုပြောကျင်တာ ထောင်ထားကာရအဲ့တော့ဘေးကနေထောင်ထားတာဟိုတုန်းကတော့အဲ့ထောင်ထားကာရဆိုတာရှင်းတုန်းကထားပါတော့ဒါမှမဖြစ်ဆင်းရဲသူဆင်းရဲသားတွေကတော့ဘာကြာကြီးရနေပါလေထားမှာတော့နော်နန်းတော်တဲ့ကြတော့မင်းကြီးမင်းမင်းကြီးမင်းသားတွေအခုမင်းသမီးတွေရှင်ပြမီဗျာတွေတို့ကြတော့ကြာကြီးရရှိတယ်လေကြာကြီးရထားရတာပေါ့ရန်ကနောက် နာငယ်တန်ရအချီယံဆိုတဲ့ကြာကြီးယံဆိုတာဟာအမအကာတခုပဲเนาะအကာပဲအကာမှာရိုးရိုးကာတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကနောက်ထွဲမှာပေါ့ခုဟိုဘာခေါ်လဲတရားထိုင်တဲ့ဟိုချင်းအောင်လို့ပေါ့เนาะအပေါ်ဆွဲပြီးတော့အောက်ကဒါအပေါ်မှာဟိုဟာလေးတောင်ထည့်ထားလို့ရပါသေးတယ်ဘာလဲအေးအပေါ်မှာစတိလေး နော်လဲနိုင်တဲ့ဟာလေးထဲဒါဒါလေးဒါလေးအောက်တော့ထားအောက်တဲ့မထီဘူးနော်ပြေးမှာပဲ तू ကဝင်းချင်းနေဝင်းနိုင်ထွက်နိုင်သွားမရှိဘူးချင်းမရှိတာအဓိကတော့ဒါလေးကလူအိတ်တဲ့ခါကြရဲ့ဟီအော်တပ်ပါအကာအကွယ်ပေါ့ဒါလေးတော့ပဲမင်းသမီးတွေမင်းသားတွေမြင်ဒါမဲ့မြင်လဲမြင်နေရတာပဲ तू ကခုနကြာကြီးဆိုတော့လေမြင်နေရတယ်အဲ့ဒါလေးနဲ့ ဟိုကြည့်ရတာစကူရင်မိတာလားတကယ်လားတော့သိဘူးတလားအောက်မှာအဲ့ဒီလဲနေမဲ့ဂျင်းဂျင်းဂျင်းလေးတိုက်တော့အောက်မှာခြူလေးတွေဆွဲထားပြည်တယ်နော်ခြူလေးတွေဆွဲထားပြီးတော့အဲ့တဲ့ခါလေးလေးတိုက်ပြီးတော့ခြူလေးတွေတန်းချင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 ်းတို့ခြူလေးတွေနဲ့လဲနေတာမျက်စိထဲအမြင်အောင်နော်ကြာကြည်အန်ဆိုတဲ့ဟာလေးကိုနော်အဲ့တော့ကြာကြည်အန်ဆိုတာအဲ့ဒါတကယ်တော့ဒီကြာချီအန်ကနောက်တော့ ချီယံဆိုတဲ့ကောင်ကချင်ယံဖြစ်တယ်ဗျာတလားချီယံဆင်ပြောင်းချင်ယံဖြစ်တယ်နောက်တော့ချင်တောင်တွေပါတယ်ဖြစ်တာပေါ့အခုဒီမှာချင်တောင်ဖြစ်သွားတယ်တကယ်တော့ရှေးတုန်းကအဲ့ဒီကောင်ကချီယံပဲချီယံကိုချီတောင်ချင်တောင်ဖြစ်သွားတာပေါ့နော်ယန်းစာထောင်ထားတာဘေးကနေကာထားတာကြွယ်ထားတာအဲအဲ့ဒါကိုချင်တောင်ဒါပေမဲ့ ဒါလည်းပဲကိုကိုစဉ်းစားကြည့်တဲ့ဟာပါဒီကောင်ကခြည်ရန်ကနေခြည်တောင်ဖြစ်တယ်ခြင်တောင်ဖြစ်တယ်ပြောပြမယ်အခုလက်တွေ့ကြတော့ဒီမှာဗမာပြည်မှာခြင်တောင်တွေတုံးနေကြတယ်ကဘာမှာလည်းတုံးနေနေရတယ်ရှိတယ်တုံးတော့ mosquito net လို့ပဲခေါ်ထားတော့တကယ်ခြင်နဲ့ပဲသူကယူလိုက်တာပေါ့ခြင်ထောင်းနေเนาะခြင်ထောင်းဒါပေမဲ့ခြင်ထောင်းဆိုတော့ သူကอืมချင်းတောင်းဆိုရင်တချို့လည်းဂျန်မန်တွေးကြတော့ချင်းတောင်းဆိုရင်ဘာဖြစ်လို့ချင်းအပြင်ရောက်နေတာလဲเนาะချင်းကအထက်အထက်မှာဘောလူတွေထောင်ကြတော့လူတွေကအထက်မှာချင်းတောင်းဆိုရင်အဲဒီလိုပဲချင်းအထက်နေနေရမှာပါလားဆိုပြီးတော့လဲတွေးတာပေါ့เนาะဒါပေမဲ့ချင်းတွေကိုထောင်ထားဖို့ကြတော့လဲဘာလို့မှလဲကိုစားဖို့လား ကြော်သားမှာလာတော့ချင်းကိုထောင်ဖမ်းဖို့တော့လေမဟုတ်ပါဘူးလားမသိပါဘူးပေါ့လေအဲ့လိုချင်းတောင်းဆိုလည်းပဲအဲ့လိုယူတာပေါ့အဲ့တော့တွေးတဲ့သူကလည်းတွေးတာပေါ့အဲ့လိုပဲပြစ်တတ်တာပါပဲကြောင်အိမ်ဆိုပြီးတော့ကြောင်ကအထက်မှာလည်းမနေပါလားနော်ဒီအဲ့အဲ့လိုလည်းတွေးတာပေါ့ကြောင်အိမ်ဆိုကြောင်ကအပြေရောက်နေတယ်လေသူသူအိမ်လို့သွားပြောလို့မရဘူးအဲ့တော့အဲ့ဒါမျိုးလေးတွေ ဖြစ်တယ်အဲ့တော့ဒီမှာခြည်ရန်ကနေကြာကြည်ရန်ကခြည်ရန်ကနေခြည်တောင်ဖြစ်တယ်ဒါခြင်နဲ့နောက်ခြည်တောင်ကနေခြင်တောင်ဖြစ်ပါတယ်ခြင်နဲ့မဆိုင်ပါဘူးလို့တွေးတော့တွေးတာပေါ့သို့တော်လည်းအခုလက်တွေ့မှာတော့တကယ်ခြင်နေနဲ့ပတ်သက်နေတော့ကိုထွေးတာလေးဟာဟုတ်မဟုတ်ရလားလို့လည်းပဲအဲ့လိုစဉ်းစားရတာပေါ့နော်အဲ့ဒါသူကတော့ဒီနေရာမှာယမ်းဆိုတာထောင်ထားတာကာထားတာကြွယ်ထားတာ နော်ကာထတာဟဲ့ဒါတပည့်ကနေဒီလိုဆောင်းထောင်းထားတဲ့အိပယ်တိကိုခေါ်တာပါအဲ့တော့ယမ်းဆိုတာဒါကြောင့်ကြာကြီးယမ်းနိုင်ပြန်မဟုတ်ညိပါဗောမိမိလူစပါတော့ချစ်တဲ့သူလာမယ်တွေးဟေပါလို့ချစ်တဲ့သူလာမယ်တွေးပါလို့ရေးရေးမြတ်မပြောဒါတွေပါတိဖြစ်ကုန်တာဗောနော် အဲအဲ့ဒါဆိုရင်တော့ချစ်တက်ဒူလာမဲ့တွေးလေးကိုတကယ်ဟိုဗကံဝတော်မဲ့ဥတည်ရေးခဲ့တာတော့အဲ့ဒီစာသားလေးတော်မှာပေါ့ဒါမဲ့တော့ခုနအေးဆိုတဲ့ကာယံလေးနဲ့ယူတာပေါ့ရေးမြမပြောဘူးရေးလေးကိုယူခြင်းတော့လေဒါကြောင့်ဆရာလည်းချစ်တက်ဒူလာမဲ့တွေးပါလို့နာကိုဟာကိုထည့်ကြည့်တာပေါ့နော် ရေးမြမပြောနာတကယ်ဟိုဗကံဝတော်မဲ့ဥတည်ပြောတဲ့ဟာနဲ့တော့ ကိုက်ကြမှာကိုက်မှာပေါ့နော်အဲအဲ့တော့ဒါဆိုဒီနေရာမှာရံကိုပြောကျင်တာကြာကြည်ရံဆိုရရံဟာထောင်နာတာပြရနော်အခုပြောတာတော့အဓိကတော့ကြာပြည်ရံစာလေးကိုပြောကျင်တာပါကြာကြည်ရံဆက်ရံဟာနတ်တဲ့ရံနဲ့နော်ရံဆိုရည်ဝတ်တဲ့တဘောဒီပါရိညာတွေထီရန်နဲ့ရံတို့ဘာတို့ညာတို့တွေပြောပြီးပါပြီနော်အဲ့တော့ရံနဲ့ပတ်သက်လို့တော့ဒါလို့ဆိုရင် လုံလောက်ပြီလို့ထင်ပါတယ်နဲ့စဉ်းစားတည်ရတာပေါ့နော်နဲ့တည်တည်ရနဲ့နတ်တရအဲ့လိုကွဲသွားတာပေါ့ဟုတ်ပြီ